ချန်ပီယံလက်ရည်နဲ့နဗီလ်ဒီနေ့ပွဲစဉ်မှာတော့နဗီလ်ကစူပါလက်ကိုအမှတ်နဲ့အနိုင်ယူသွားပါပြီနော်ပထမပွဲစဉ်တော့ဆိုရင်တော့စူပါလက်နဲ့အရှုံးတွေ့ပြီးကြတဲ့ကလေးလာပြင်ဆင်နေခဲ့တဲ့နဗီကအခုနောက်ပိုင်းမှာဆိုရင်တော့တပွဲနဲ့တပွဲတော်တော်လေးကိုလက်ရည်တိုးတက်လာတာကိုတွေ့ရပါတယ် ိုင်ဝဲတင်ဇက်တိုက်ပုံဖော်နေတဲ့နဗီကတော့တကယ်ကောင်းတဲ့တကယ်ကျန်းတဲ့ဖိုင်တာကြီးတယောက်ဖြစ်နေပြီမို့တကယ်ကိုချန်ပီယံဖြစ်ထိုက်သူလို့ဆိုရင်ဆိုနိုင်ပါတယ်အခုပွဲမှာဆိုရင်လည်းစူပါလက်ကိုဘာမှလှုပ်ချိန်တော့မရလိုက်ပါဘူးနဗီကတော့သူပြောထားတဲ့အတိုင်းချန်ပီယံခပတ်ထက်စူပါလက်ကိုပထမရှုံကြွေးပြန်ပြီးတော့ဆက်ချင်တဲ့ဆိုခဲ့သလိုပါပဲပြောခဲ့တဲ့အတိုင်းလှုပ်ပြနိုင်ခဲ့ပါပြီ ဒီပွဲမှာဆိုရင်တော့ကျမတို့ထင်ထားခဲ့တာကစူပါလက်ကပြိုင်ကြီးကိုအောက်ပိုင်းဖြိုပြီးတော့အနိုင်ယူမယ်လို့ထင်ထားခဲ့တာပါဒါပေမဲ့တခုရှိတာကတော့စူပါလက်အနေနဲ့ခပတ်သိမ်းခံရတော့နည်းနည်းတော့စိတ်ကတိကောက်ဖြစ်သွားပုံရတယ်လို့လည်းထင်မြင်မိပါတယ်။အခုပွဲမှာဆိုရင်တော့နဗီပို့ပြီးတော့တော်လာတယ်ဆိုတာပြည်သက်တို့လည်းအမြင်ပါပဲနော်။လူငယ်ပြီးပြီးအမြဲတမ်းကြိုးစားနေမယ်ဆိုရင်တော့ကြိုးစားမှုရဲ့အတိအပွင့်ကအရာထင်ပြီဆိုတော့ကိုနဗီကတက်တည်ပြလိုက်ပါပြီနော်။ဒီနေ့ပွဲစဉ်အတွက်နဗီကိုဂုဏ်ယူပါရရှင်။